ိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကိုရောက်ဖို့အတွက်တည်ထားပြင်ဆင်ရမယ်။ဝင်လျဲမြလို့များတော့တည်ညင်နေပါရင်စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူတွေကိုတော့အမှန်တကယ်မှအစွမ်းထက်တဲ့လူတွေလို့သတ်မှတ်နိုင်ပါရင်စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူတွေကိုကျင့်ကြံကြိုတိုင်းကလူအများစုကလူလာကြတယ်လို့ဆိုလိုကြပါရင်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့နောက်ဆုံးကြပါမယ်။ ဘလူးနက်ဆိုကလန်ရဲ့ဘိုးဘေးကစိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ရဲ့အစောပိုင်းအဆင့်မှာပဲရှိမိမဲ့မြို့နယ်တစ်ခုလုံးကိုထိန်းချုပ်ပြီးသူတို့ရဲ့ခေါင်းဆောင်ကိုဖိလာနိုင်ခဲ့ပါတယ်။လီယွမ်ဖန်ကလည်းအတင်းကျပ်စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကိုမြင့်တင်ခဲ့ပြီးမဲ့ရွှေယူရဲ့အဓိကကြော်ယူဖိလာခဲ့ပါတယ်။ ထိုအရာစိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကျဉ်ကျန်းသူတယောက်ရဲ့တန်ဖိုးကိုမြင်စေနိုင်ပါတယ်ဘလူးပဲဖြစ်ဖြစ်အာနာတက်ခြင်းအဆင့်မကောင်းဆုံးအုပ်ကြီးတွေကအမြဲတမ်းတကားပိတ်ကျဉ်ကျန်နေကြပြီးသူတို့တို့လူတွေကလည်းအရန်အောင်မှာရှာပါပါတယ်ဒါကြောင့်စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကျဉ်ကျန်းသူတွေကဘယ်အင်အားစုကမဆိုအဓိကကြိုးပမ်းဖြစ်လာကြပါတယ်လူသားကမ္ဘာကိုခံပညာနဲ့နှိုင်းရှင်ရမယ်ဆိုရင်တော့သူတို့ကလူတိုင်းလေးစားအားကြရတဲ့အစင်းမဲ့ပညာရှင်တွေပဲဖြစ်ကြပါတယ်ကျဉ်ကျန်းသူတွေကြားမှာထုတ်ကဲ့သို့လူတွေရဲ့ရေးပါမှုကအစာပေါင်းများစွာပိုပြီးတော့များပါတယ် ထိုးဖို့ရာစိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းချဉ်းညံ့သူတွေပါပဲထိုင်မန်စီကတော့စိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအစဉ်ရဲ့အဆုံဖြတ်မှရှိတဲ့ခန်းစားချက်ကောင်းတွေကိုရရှိထားတဲ့ချဉ်းညံ့သူတွေကနှစ်နေရအကြာမှာစိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအစဉ်ကိုဝင်ရောက်ဖို့အတွက်ပြင်ဆင်နေလိမ့်မယ်လို့ဘယ်တော့မှမမျှော်လင့်ထားမှမဟုတ်ပါဘူးထိုင်မန်စီကတော့ထိုးရာကိုတိမဲ့ဆိုရင်ဝယ်လင်ကသူ့ရဲ့နှစ်တရာအတွင်းအမိခံတပည့်ဖျုံတွေမဟုတ်ပဲအခွင့်အရေးရှိတဲ့တကယ်တပည့်အစ်မဖြစ်လာပါလိမ့်မယ်စစ်ထူး ငါစိတ်ဝိညာဉ်အတွင်ပြောင်းလဲခြင်းအဆင့်ကိုရောက်ရင်မင်းကိုနှုတ်ထစေဖို့အတွက်စွမ်းအားရှိလိုက်မယ်။ဝလင်ကနဆိုင်စွာနဲ့အသက်ကိုရှူသိမ်းပြီးသူ့ရဲ့နှဖူးကိုလညုံနဲ့ထိုးလိုက်ပါရင်မကြခင်မှာပဲသူ့ရဲ့ခန္ဓာကိုယ်ကပြောက်ကွက်သွားပြီးကောင်းကင်ဘုံဆန့်ကျင်ခြင်းဗြိဒိစိတ်ထဲကိုဝင်သွားပါရင်ကောင်းကင်ဘုံဆန့်ကျင်ခြင်းဗြိဒိစိတ်ထဲမှာတော့စစ်ထူရဲ့ဝိညာဉ်ကြီးရောက်လျှောနေပါရင်ဝလင်ကသူ့ဘေးမှာပေါ်လာပြီးတိတ်ဆိတ်စွာနဲ့စိုက်ကြည့်နေပါရင်လက်နှဖက်ကိုရရှိပြီးနောက်စစ်ထူနယ်ရဲ့ဝိညာဉ်ကဖောက်ထွက်နေတာမျိုးမဟုတ်တော့ပါဘူး။ယခုတော့ပို့ပြီးတော့ခိုင်မာလာပါရင်သူ့ဝိညာဉ်ကနေအစွန်ထက်တဲ့ဖီးယားများကိုလည်းထုတ်လွှတ်နေပါရင်ထိုဖီးယားကတွန်ထဲဘိုးဘေး ထံအဆောက်အုံများစွာပို့ပြီးတော့ပြင်ထက်ပါတယ်စစ်ထုနံဝက်လင်းကစစ်ထုနံကိုအချိန်တော်ကြာညီသက်စွာနဲ့စိုက်ကြည့်ပြီးမှချစ်တလန်းလန်းကကုန်းငင်းမဆန်းခြင်းဗရေးစရဲ့အရှိပိုင်းကိုရောက်ရှိသွားပါတယ်ထိုနေရာမှာတော့နောက်ထပ်ဒရီတာဝဉ္ဇဉ်တစ်ခုဟာရှိနေပါတယ်ဒူဝရရင်ဒရီတာဝဉ္ဇဉ်ရဲ့မျိုးလုံးများကတော့အိပ်ပျော့နေသလိုမျိုးမိတ်ထားပါတယ်သူမတို့တော့ဝဉ္ဇဉ်ဆွမ်းရင်များအဆက်မပြတ်ဖေးဆွမ်းနေတဲ့ဝဉ္ဇဉ်အရှိများဝင်းရထားပါတယ်ဝမ်ဝက်လင်းရဲ့မျိုးလုံးများနူးညံ့သွားပါတယ်ဝမ်ဝင်းရထားတဲ့ဝဉ္ဇဉ်ရေတွေကကုန်းငင်းမဆန်းခြင်းဗရေးစရဲ့နေကြလာတဲ့နှိမ့်ဆက်တွေလိုပဲဖြစ်နေပါတယ် ဝယ်လင်းကတော့နှင်းဆက်တွေကိုပြီးခဲ့တဲ့တစ်နှစ်လုံးလုံးစုဆောင်းခဲ့တာဖြစ်ပါတယ်။ထိုရည်ရွယ်ချက်ကတော့လီမွန်ဒူရီတာဝဉ္ဉင်ကိုပြန်လည်ပြုပြင်ဖို့နဲ့အချိန်ကြာလာနေမြားသူမရဲ့ဒူရီတာဝဉ္ဉင်ကိုပို့ပြီးတော့အကောင်လာစေဖို့ဖြစ်ပါတယ်။ဝမ်၊နေရငှောက်နှစ်ပေါင်း300ဆောက်ခဲ့တယ်။ငါဝယ်လင်းကနင်းကိုပြန်ပြီးပေးဆက်ဖို့အတွက်နီးလမရှိဘူး။နေရနိုးလာတဲ့အထိငါအသေးတဲ့အထိနင်းရဲ့ဒူရီတာဝဉ္ဉင်ကိုငါကောက်ဝယ်ပေးမယ်။ဝလင်ကလီမွေဒူရီသာဝဉ္ညင်ကိုအထိတ်တော်ကြာကြည့်နေပါတယ်။ငါလူသမီးအရာလုံးကအန့်ဖွဲအခွင့်အရေးတစ်ခုအတွက် အလဲလဲလို့လို့ရရင်ငါးတနှစ်၁၀နှစ်နှစ်တရာ နှစ်တထောင်ဒါမဟုတ်ငါးတည်ရက်ထိစောင့်နေမယ်ဝယ်လင်းရတော့လီမောနူးညံ့စွာနဲ့ကြည့်ရင်အတိတ်ကအမတ်တရများကိုသတိရနေပါတယ်အမတ်တရတွေကတော့လက်ဖွားတွေကရေလိုပဲလက်ကိုဖွင့်ထားတာတင်းတင်းဆုပ်ထားတာအလုံးကပြောက်ကွက်သွားတဲ့အထိဒဇက်ချင်းစီကြနေဦးမှာပဲဖြစ်ပါတယ်ဒူရတဲ့ရေလိုပဲအင်းမြမှုတော့မေးလို့မရနိုင်ပါဘူးဝယ်လင်းကတော့ရှောက်သွားပြီးသူမရဲ့နှစ်ဖူးညင်သာစွာနဲ့နမ်းလိုက်ပါတယ်ထုံလို့ထဲမှုကလည်းဝမ်စီကိုဖိပိချင်းကူးဆက်သွားပါတယ်ဝမ်ရဲ့ခန္ဓာကိုယ်ကလည်းတုံ့ပြန်သွားပါတယ်သူမဝယ်လင်းရဲ့နှာခမ်းလေးနဲ့သူ့ရဲ့မျိုးထွေးမှုကိုခန်းစားနေရပါတယ်ထုံလို့ထွေးမှုမှာတော့မပြတ် ြောင်းလို့မရနိုင်တဲ့ဝမ်းမြောက်မှုတိတ်ဆိတ်တဲ့ခေါ်တန်နဲ့ဘရောမောင်းပျောက်ပြစ်နိုင်တဲ့ကောက်ွယ်ဆောက်ရှောက်မှုများပေါဝင်နေပါတယ်အချစ်ဆိုတာလည်းမြေတစင်းလိုပဲဘယ်ဘက်ကန်နှစ်ထောင်ကြားတဲ့ဝမ်းနေမှုကိုလင်းလက်စီနိုင်တဲ့ရေမောတန်နေနဲ့ညာဘက်ကန်ကတော့ဖျောင်းလိုက်အောင်မှတည်ရှိတဲ့ထာဝရတိတ်ဆိတ်မှုပါပဲထူကြမှစစ်စစ်နေတာနှစ်ရက်ကြာကြောင်းလာတဲ့အထီးကျပ်မှုပဲဖြစ်ပါတယ်ဝမ်လင်းကလက်ထွက်သွားပြီးကုန်းကြီးပုံစမ်းခြင်းဗရေးစစ်တွေကနေထွက်သွားပါတယ်ဗရေးစစ်တွေကနေထွက်သွားရင်မဲ့သူ့ရဲ့နှလုံးသားကတော့ထိုးထဲမှာထာဝရတည်ရှိနေပါတယ် တောင်ထင်းဘွားညတခုံရဲ့ကြက်တာအုပ်မှာမွေးထဲကအထီးကျန်တဲ့ပုံရင်းကလေတန်းရင်ကွဲကျစ်သွားတော့မဲ့ပုံပေါ်နေပါတယ် မေးမရဝန်내မှုတွေကလေတန်းရဲ့အမြဲတမ်းလွင့်ပသွားပြီမဲ့မိသားစုမိတ်ဆွေမရှိတဲ့အထီးကျက်မှုကတော့လေကဘရောမမြင်တက်နိုင်တဲ့မိရမယ်ဖြစ်ပါတယ်အထီးကျက်ဆုံးပုံရိပ်ကကောင်းကင်ထဲကမှုန်မိုင်းမှုကိုရင်ဆိုင်ဖို့ကျယ်တွေရဲ့တောက်ပေါက်မှုကိုရင်ဆိုင်ဖို့သူ့ရဲ့ကောင်းမှုနဲ့မျက်နှာနဲ့မော်ကြည့်လိုက်ပါတယ်သူ့ရဲ့နှလုံးသားထဲမှာတော့ထာဝရတီရှိနေမဲ့အမျိုးသမီးတယောက်ရဲ့ပုံရိပ်ကိုသူကမြင်လိုက်ရပါတယ်ကျိုးယူကတော့သူ့ရဲ့ဦးလေးကိုရှာဖွေဖို့ခီးဆက်လက်သွားနေစေပဲဖြစ်ပါတယ်ဦးလေးကဘာလို့ထွက်သွားလဲဆိုတော့သူမကနားမလည်တဲ့အတွက်ဝန်လင်းကိုရှာပြီးအကြောင်းရင်းကိုမေးကြည့်နေပါတယ်ယခုချိန်မှာဝန်လင်းကတောင်းထည့်တစ်ခု ပေါ်မှာရှိနေပြီ သူပိုင်ဆိုင်တဲ့ကောင်းကင်ဘုံကြောက်စင်းအားလုံးကိုသူ့ရဲ့ပလက်မှာခြားထားပါတယ်။ဆံဝမ်းရဲ့အလယ်မှာထိုင်နေစိတ်ထဲရအတွေ့အလုံးကိုဖယ်ရှားပြီးကျင့်ကြံနေရမှာအယုံဆန်းနေပါတယ်။လက်ရှိဝန်လင်းရဲ့ကျင့်ကြံမှုအစဉ်ကစိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအစဉ်ရဲ့အထုံးထဲကိုရောက်ရှိနေပြီးသူ့ရဲ့နယ်ပယ်ကလည်းပြည့်ပြည့်စုံနေပါပြီ။ထို့ကြောင့်သူကယခုစိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအစဉ်ကိုတက်လှမ်းဖို့အတွက်လိုအပ်နေပါတယ်။စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအစဉ်ဆိုတာကျင့်ကြံသူအားလုံးရဲ့ရည်မှန်းရတဲ့အစဉ်တစ်ခုပဲဖြစ်ပါတယ်။ထို့အစဉ်ကိုရောက်ရှိမဲ့ဆိုရင်တော့သူ့ရဲ့နယ်ပယ်တွေကမြင်သာထင်သာဖြစ်လာပြီးစွမ်းကလည်းမြုံနိုင်လောင်းမြင်မာလာပါလိမ့်မယ်။ ထို့ပြင်ကောင်းကင်ဘုံစွမ်းအင်များကိုလည်းစုံနိုင်ပါလိမ့်မယ်။ဆိုလိုတာကသူတို့ရဲ့ဤပညာနဲ့ဤစနစ်တွေအားလုံးမှာကောင်းကင်ဘုံစွမ်းအင်များပါဝင်လာပြီးအဆုံးမရှိပို့ပြီးတော့အစွန်းထလာပါလိမ့်မယ်။ရှေးခေတ်ကာလတွေမှာကောင်းကင်ဘုံနယ်မြေအောင်အပြုတ်ခွဲခင်စိတ်ဝဉ္ဇဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကျဉ်ကျဉ်သူဆိုတာရှားပါတဲ့ရာတော့မဟုတ်ပါဘူး။တို့ရတဲ့ယခုကောင်းကင်ဘုံနယ်မြေအပြုတ်ခွဲသွားပြီဆိုတော့စိတ်ဝဉ္ဇဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကျဉ်ကျဉ်သူဆိုတာအင်အားကြီးတဲ့လူတူဖြစ်လာပါတယ်။ စိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်အနေစိတ်ဝိညာဉ်အတွင်ပြောင်းလဲခြင်းအဆင့်ကိုတလန်းဖို့အဓိကကျတာကောင်းကင်ဘုံကြောက်စင်းရဲ့ပမာဏပဲဖြစ်ပါတယ်။ကောင်းကင်ဘုံကြောက်စင်းပမာဏပိုများလေကောင်းကင်ဘုံစွမ်းရင်ကပိုပြီးတော့တည်တည်လေးဖြစ်ပြီးစိတ်ဝိညာဉ်အတွင်ပြောင်းလဲခြင်းအဆင့်ကိုတလန်းနိုင်ချေပိုပြီးတော့များပါတယ်။အမှန်ပါပဲကိုယ့်ရဲ့ကိုယ်ပိုင်နယ်ပယ်ကလည်းစိတ်ဝိညာဉ်အတွင်ပြောင်းလဲခြင်းအဆင့်ကိုရောက်ရှိဖို့အရေးပါတဲ့အခန်းကဏ္ဍမှာပေါဝင်ပါတယ်။ကိုယ့်ရဲ့နယ်ပယ်အတောင်မှာပြည့်ပြည့်စုံမှုဆိုရင်စိတ်ဝိညာဉ်အတွင်ပြောင်းလဲခြင်းအဆင့်ကိုရောက်ရှိဖို့မျှော်လင့်ချက်မရှိတော့ပါဘူး။ ကုန်ကင်းရဲ့တန်တရာနဲ့ပတ်သက်တဲ့နားလည်မှုကစိတ်ဝင်ရဲ့အသွင်ပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူတွေအတွက်အလွန်အမအရေးကြီးပါတယ်။ဝလင်ရဲ့ကုန်ကင်းရဲ့ဥပဒေနဲ့ပတ်သက်တဲ့နားလည်မှုကအခြားလူနဲ့မတူပါဘူး။ကုန်ကင်းတမန်တော်ကရှေးအောင်နဲ့ဖျားတစ်ပါးဖြစ်တာကိုမြင်ပြီးနောက်သူ့ရဲ့စိတ်ထဲမှာတန်တရာအချို့ကဖြစ်ပေါ်လာပါတယ်။ ကောင်းကင်ရဲ့ဥပဒေဆိုတာကဘာလဲဝလင်ရဲ့အစောပိုင်းနားလည်မှုကတော့ကောင်းကင်ရဲ့ဥပဒေဆိုတာဖျက်ဆီးခြင်းတရားလိုမျိုးအမြဲတမ်းတည်ရှိတဲ့သဘောတရားတစ်ခုလိုပဲဖြစ်ပါတယ်ဘသူကမှကောင်းကင်ရဲ့ဥပဒေကိုအစားထိုးလို့မရပါဘူးကျဉ်းကျဉ်းသူတွေကကောင်းကင်ရဲ့ဥပဒေကိုစန့်ကျင်ပြီးလွတ်မြောက်ဖို့အတွက်ကြိုးစားကြပါတယ်ဘသူကမှလည်းကောင်းကင်ရဲ့ဥပဒေကိုအစားထိုးဖို့ဒါမှမဟုတ်ထိန်းချုပ်ဖို့အတွက်မတွေးကြပါဘူးဒါရတဲ့ရှေးအောင်နှစ်ဖျားကိုမြင်ပြီးနောက်ဝလင်ကကောင်းကင်ရဲ့ဥပဒေနဲ့ပတ်သက်တဲ့နားလည်မှုကနူးညံ့စွာနဲ့ပြောင်းလဲသွားပါတယ် သူ့ရဲ့ရှိမှာတော့နည်းနည်းတဲ့အရာတစ်ခုကရှိနေပေမဲ့သူ့ရဲ့လက်ရှိနားလည်မှုနဲ့တော့အရာအလုံးကိုနားမလည်နိုင်သေးပါဘူး။ ကောင်းကင်ရဲ့ဥပဒေအားစိတ်ဝင်စားစရာပဲဝန်လင်းရဲ့မျိုးလုံးများတောက်ပလာပါတယ်သူကအတောကိုပြင်းပြင်းရှူသိမ်းပြီးကိုပေါ်ကအပေါက်အလုံးကိုဖင်လိုက်ကာသူ့ရဲ့ပလဲကကောင်းကင်ဘုံကြောက်တွေရနေကောင်းကင်ဘုံစွမ်းရည်များကိုဆုပ်ယူလိုက်ပါတယ်ဝန်လင်းကကောင်းကင်ဘုံနယ်မြေကိုသွားတော့ကကောင်းကင်ဘုံကြောက်စိုင်းအတော်များကိုရရှိခဲ့ပါတယ်ထို့ကောင်းကင်ဘုံကြောက်တွေကဝန်လင်းကိုစိတ်ဝင်ရဲ့အတူမြောင်ချင်းအဆင့်ကိုရောက်ရှိဖို့အတွက်အဓိကမောင်းနှင်အားဖြစ်လာပါတယ်ယခုချိန်မှာတော့ကောင်းကင်ဘုံစွမ်းရည်များကလည်းတိုးဝင်လာပါပြီပြီးခဲ့တဲ့အချိန်တွေကကောင်းကင်ဘုံစွမ်းရည်ကိုဆုပ်ယူတော့တဲ့ဆိုင်ယခုတစ်ခါနိုင်ကျင်မှုကအများကြီးညှို့နေသွားပါတယ်ကောင်းကင်ဘုံစွမ်းရည် င်ကသူ့ရဲ့ခန္ဓာကိုယ်ထဲကိုတွန်းဝင်လာပြီ သူ့ရဲ့ခန္ဓာကိုယ်ထဲကဝိညာဉ်စွမ်းအင်များကိုနှိမ်နှင်းလိုက်ပါတယ်အင်းအားနှစ်ခုကမိနဲ့ရေလိုပဲသူ့ရဲ့ခန္ဓာကိုယ်ထဲမှာအသက်ရှင်တန်ဖို့အတွက်ရုန်းကန်တိုက်ခိုက်နေကြပါတယ်ဝင်လင်းရဲ့ခန္ဓာကိုယ်ထဲမှာတော့ဝိညာဉ်စွမ်းအင်တွေအများကြီးကရှိနေပါတယ်ထို့ကြောင့်အစာအိမ်မှာကုန်းကင်းဘုံဝိညာဉ်စွမ်းရဲ့အနေငယ်ပဲဝင်လာတော့ကဝိညာဉ်စွမ်းအင်များချက်ချင်းပဲတွန်းလှန်နိုင်ခဲ့ပါတယ်ဒူဝရင်အချိန်ကြာနဲ့မျှကုန်းကင်းဘုံစွမ်းအင်များပုံမူပြီးတော့ဝင်ရောက်လာတဲ့အခါကုန်းကင်းဘုံစွမ်းအင်များကိုတွန်းလှန်နိုင်စွမ်းမရှိတော့ပါဘူးကုန်းကင်းဘုံစွမ်းအင်ထဲဝိညာဉ်စွမ်းအင်ကအများကြီးပုံများနေနေမဲ့အရေးသွေးကွာခြားမှုကအရန်အောင်မှမြင်ပါပါတယ်ကု ောင်းကင်ဘုံစွမ်းရည်တမင်ကအမြူတီဖက်စီဂျင်အဆင့်ချင်းချင်းသူတယောက်ရဲ့ဝိညာဉ်စွမ်းရည်အားလုံးနဲ့ညီမျှပါတယ်။ထို့အတွက်ကြောင့်ဝိညာဉ်စွမ်းရည်ဆိုတာတဘောအတိုင်းတွန်းလှန်ခံနေရပါတယ်။စေဝဉ္ညဖြစ်ပေါ်ခြင်းအဆင့်ချင်းချင်းသူတိုင်းကစေဝဉ္ညအတွင်ပြောင်းလဲခြင်းအဆင့်ချင်းချင်းသူဖြစ်လာတဲ့အခါသူတို့ရဲ့ဝိညာဉ်စွမ်းရည်ကအမျိုးအစားနှမျိုးထဲကတစ်မျိုးဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ဝိညာဉ်စွမ်းရည်အလုံးကိုခန္ဓာကိုယ်ထဲကထုတ်လုပ်ပြီးကောင်းကင်ဘုံစွမ်းရည်တွေနဲ့သာပြည့်နှက်နေတဲ့ခန္ဓာကိုယ်ပြောင်းလဲမှုဖြစ်ပေါ်ပြီးစိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကိုတလန်းနိုင်ပါတယ်။ထိုနည်းလမ်းရကူတဲ့အတွက် ကျင့်ကြံသူအများစုကရွေးချယ်ကြပါတယ်ဒူဝရင်ဝိညာဉ်စွမ်းအားတွေကတော့အလဟအသက်ဖြစ်ပြီးပြန်လည်ကျင့်ကြံရပါတယ်စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်အစောပိုင်းအဆင့်မှာကျင့်ကြံမှုကမတိမငြိမ်ဖြစ်တတ်ပါတယ်ထုံနီလန်းအတွက်ကျင့်ကြံသူများနှစ်တရာတကားပဲကျင့်ကြံရပါတယ်ဒုတိယနီလန်းကတော့ခန္ဓာကိုယ်ထဲကဝိညာဉ်စွမ်းအားများကိုကောင်းကင်ပေါ်စွမ်းအားနဲ့ရေသွေးတူညီတဲ့အထိတန်းစင်ယူရပါမယ်ထုံနီလန်းကတော့အရန်အောင်မှာခက်ခဲပါတယ်ဝိညာဉ်စွမ်းအားကိုအစမပြတ်တန်းစင်ယူရမှာဖြစ်လို့ပါ ိုရတဲ့အောင်မြင်သွားမယ်ဆိုရင်တော့စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်အစောပိုင်းအဆင့်မှတော့အာသချက်များရှိပါတယ်နှစ်တရာတကားပဲကြီးညက်စရာမလိုပဲအတူတူရလဲမျိုးရနိုင်ပါတယ်ဒုတိယနီလန်းရဲ့အာသချက်ကတော့နှစ်တရာတကားပဲကြီးညက်ခြင်းရဲ့အချိန်ကိုသက်သာစေပြီးကြီးညက်မှုအမြန်နှုန်းကိုလည်းမြင့်တင်ပေးနိုင်ပါတယ်ဝင်လင်းကတော့ဒုတိယနီလန်းကိုပြေရွေးချက်ခဲ့ပါတယ်သူမကတော့နှစ်တရာတကားပဲလေးခြင်းမှုအတွက်အချိန်မရှိပါဘူးသူရဲ့ခန္ဓာကိုယ်ထဲကဝိညာဉ်စွမ်းအင်တွေကိုကောင်းကင်ဘုံစွမ်းအင်တွေနဲ့ဖိတိတ်နေပါတယ်ဖိတိတ်ထားတဲ့ဝိညာဉ်စွမ်းအင်တွေဟာသူခန္ဓာကိုယ်ရဲ့အဓိကနေရာမှာစုဝေးလာပါတယ် ပြီးတော့ကောင်းကင်ဘော်စွမ်းအင်တွေကခန္ဓာကိုယ်ရဲ့အဓိကနေရာပလဲ့ကတွေးကြောများစီကိုစီစဉ်သွားပါတယ်ထိုရာတော့ပြောင်းလဲမှုဖြစ်စေမှာကောင်းကင်ဘော်စွမ်းအင်ကဝင်လျက်ခန္ဓာကိုယ်ထဲကဝိညာဉ်စွမ်းအင်ကိုကောင်းကင်ဘော်စွမ်းအင်နဲ့ပေါက်ဆက်နိုင်တဲ့အထိတပ်ဆင်ပြီးတဲ့ကြောင်းလိုပဲဖြစ်နေပါတယ်ထိုဖြစ်စဉ်ကအလိုမှနှိမ့်ကွေးပါတယ်မျက်စိတမိတ်အတွင်းမှာလ၃လကိုလုံသွားပါတယ်မျက်စိတမိတ်အတွင်းမှာ၃လတာကိုလုံသွားပါတယ်ဝင်လျက်ကတော့မလှူရှားသေးပါဘူး သူရဲ့ပက်လက်ကကုန်းကင်းပုံကြောက်စိန်၃ပုံ၂ပုံကမိကွန်းကိုပြောင်းသွားပြီးအချိုးအရများတော့ကွဲသွားပါတယ်မလုံလောက်သေးဘူးဝလင်းရဲ့မျိုးလုံးများရုတ်တရက်ဖွင့်သွားပါတယ်သူရဲ့မျိုးလုံးထဲမှာတော့ကုန်းကင်းပုံစွမ်းရည်များယူလီယားနေပုံရပါတယ်ယခုချိန်မှာသူကကုန်းကင်းပုံသားတယောက်လုံးပုံစံမျိုးပေါက်နေပါတယ်ဝလင်းမှာရှိတဲ့ကုန်းကင်းပုံကြောက်စိန်ပမာဏခိုင်းကြီးနေတဲ့ရှင်လုံးများရင်မဲအများကြီးပါပဲဒိုးရနဲ့ယခုကြည့်ရတာစိတ်ဝင်ရဲ့အတွင်ပြောင်းလဲခြင်းအဆင့်ကိုရောက်ဖို့ကမလုံလောက်သေးပါဘူး ်ပြောင်းလဲမှုရဲ့တရားခိုင်နှုန်းသာပြီးမြောက်သေးပြီးခန္ဓာကိုယ်ထဲကဝိညာဉ်စွမ်းအင်ကိုလည်းဖိသိမ့်ထားအောင်သာရှိပါသေးရဲ့ပေါင်းဆက်တာအောင်ပြီးသေးပါဦးဝယ်လင်းကတီတူပြောလိုက်ပါတယ်စိတ်ဝိညာဉ်အတွင်ပြောင်းလဲခြင်းအဆင့်ကျဉ်ညက်သူတွေနေပါတဲ့အကြောင်းရင်းကိုငါနားလိုက်ပြီစိတ်ဝိညာဉ်အတွင်ပြောင်းလဲခြင်းအဆင့်ကိုရောက်ဖို့လိုအပ်တဲ့ကောင်းကင်ပုံကြောက်စိမ့်ပမာဏဂိုင်းကြီးတွေရအောင်မတက်နိုင်တဲ့အရာပဲဘလူးနတ်ဆူကလန်ရဲ့ဘိုးဘေးကမြွနတ်ဆူတစ်ခုလုံးရဲ့အရင်မြစ်တွေနဲ့ချီဦးယူဆောင်လာတဲ့ကောင်းကင်ပုံကြောက်စိမ့်အလုံးကိုအသုံးပြုပြီးမှစိတ်ဝိညာဉ်အတွင်ပြောင်းလဲခြင်းအဆင့်ကိုရရှိခဲ့ပါတယ်ဘလူးနတ်ဆူမြွနတ်ဆူကဟင်တာပရာချိုကိုပြောင်းရွှေ့လာတဲ့အချ Latino art ကုန်းကြီးပုံကြောက်စင်းအများကြီးကိုတူလုံထားရှိခဲ့လို့သာအောင်မြင်ခဲ့တာဖြစ်ပါတယ်အမှန်တော့ဘလူးနတ်ဆူကလန်ရဲ့ဘိုးဘီကစိတ်ဝိညာဉ်အတင်ပြောင်းလဲခြင်းအဆင့်ကိုအရင်တည်းကရောက်ရှိနိုင်ပေမဲ့ကုန်းကြီးပုံကြောက်စင်းကမလွန်လောက်လို့ယခုမှရောက်ရှိရတာဖြစ်ပါတယ်ကုန်းကြီးပုံကြောက်စင်းလေးကိုစိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကနေစိတ်ဝိညာဉ်အတင်ပြောင်းလဲခြင်းအဆင့်ကိုရောက်ရှိဖို့ပဲအသုံးပြုတာမဟုတ်ပါဘူးစိတ်ဝိညာဉ်အတင်ပြောင်းလဲခြင်းအဆင့်နဲ့အထက်အဆင့်များကိုရောက်ရှိသွားရင်တော့တိုက်ခိုက်ဖို့ဒဏ်ရာကုသဖို့ပစ္စည်းတွေကိုတန့်စင်ဖို့အတွက်ပါကုန်းကြီးပုံကြောက်စင်းများကိုလိုအပ်ပါတယ်အစင်းမြင့်ကြီးညက်သူများအတွက်လိုအပ်တဲ့ကုန်းကြီးပုံကြောက်စင်းပမာဏစိတ်ဝိညာဉ်အတင်ပြောင်းခြင်းအဆင့်အတွက်လိုအပ်တဲ့ပမ ာနာထက်ဆယ်ထောင်မိုးများစွာပုံများတယ်လို့ကောလာဟာလာများထပ်ပေါ်နေပါတယ်ထို့ထက်အဆင့်များအတွက်ဆိုရင်တော့ပမာဏကမတွေးဖွင့်စရာပဲဖြစ်နေပါတယ်ကုန်းကင်းပုံကြော်စင်းများကိုရရှိနိုင်တဲ့တခုတည်းသောနေရာကတော့ကုန်းကင်းပုံနယ်မြေပဲဖြစ်ပါတယ်ကုန်းကင်းပုံနယ်မြေကပျက်စီးသွားပြီးနောက်ကုန်းကင်းတွေးကြောင်များပျောက်ကွက်သွားတဲ့အတွက်ကုန်းကင်းပုံကြော်စင်းများအလုံးအမနဲပါသွားပါတယ်ကုန်းကင်းပုံကြော်စင်းများအလုံးအမရှားပါသွားပါတယ်ထို့ကြောင့်ကုန်းကင်းပုံကြော်စင်းတစ်ခုရဲ့တန်ဖိုးအလွယ်တကူနဲ့ခံမနိုင်ပါတယ်လက်ရှိကျင့်ကြံမှုလောကမှာအချိန်ကြာလေလေ အစင်းမင်းချင်းရသူများနေပါလာလေးလေးပဲဖြစ်ပါတယ်ကျင်းချက်မှုရင်းမြစ်များကိုရှားရတာလေပို့ပြီးတော့ခဲခဲလာပါတယ်တလားကြပြီးတော့ဝလင်းရဲ့ကောင်းကင်ဘုံချောက်အလုံးကကွဲကျစ်သွားပြီးကောင်းကင်ဘုံဆွမ်းရည်များလုံးဝမကြံတော့ပါဘူး သူကလည်းစုပ်ဥတာကိုရတန်းလိုက်ရပါတယ်ဇေဒီမှာတော့ကုန်းလေးပုံဆွဲနေအများကြီးကရှိနေတယ်ဒါပေမဲ့ကြောက်ရီကိုကုန်းလေးပုံအလောင်းကောက်အမျိုးသမီးကိုကောက်ခွေပေးမယ်လို့ခရီးပေးထားတဲ့အတွက်ဇေဒီဘိုတော့ဘာမှတွေးလို့မရဘူးဝယ်လင်းကထားရက်ပြီးအဝေးကိုငေးကြည့်လိုက်ပါတယ်သူ့ရဲ့နှဖျောင်းကပြက်နက်သွားပြီးလာရဲ့နေရာအများစုကိုဖုံးလွှမ်းသွားပါတယ်ပြောင်းလဲချင်းရဲ့တရက်ခိုင်နှုန်းကို PCB နောက်သူ့ရဲ့နှဖျောင်းကလည်းပို့ပြီးတော့အကုန်လာပါတယ်စိတ်ဝိညာဉ်တန့်စင်ခိုင်းမှာကုန်းလေးပုံကြောက်စိမ့်လေးအများကြီးကိုတူလုံထားရမယ်အခြားခိုင်းတွေမှာလည်းရှိမှသိကြတယ် တောင်းလို့တော့မရဘူးလူ့ရမယ်စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကိုရောင်းအောင်လို့ကြင်ကြံရမယ် ဝင်လင်းရဲ့မျိုးလုံးများကလည်းတောက်ပေါက်သွားပြီးသူ့ရဲ့ခန္ဓာကိုယ်ကပြောက်ကွယ်သွားပါတယ်။ကျိုးယူကတော့ဝိညာဉ်ကင်းမဲနေသလိုခံစားချက်များကလည်းကင်းမဲနေပါတယ်။ဖြူဖြူလေးရဲ့ကြောပေါ်မှာစီးနေနေသူမရှိရကျေပြဲနဲ့မြေပြင်ကိုကြီးနေပါတယ်။ငောက်ဒီမှာတယောက်ထွေးထားခဲ့ပြီးဘာဒီလုံးနေမှမသိတဲ့အလုပ်တွေကိုသလုံးနေရတကယ်လို့ဒေါသဖွက်စရာကောင်းတယ်။ကျိုးယူကတော့အတီးတလုံးကိုကင်ပြီးကိုက်စားလိုက်ပါတယ်။ယူဟာယင်းနေတဲ့အတန်တစ်ခုကကျိုးယူရဲ့နားထဲကိုဝင်လာပါတယ်။ကျိုးယူကလည်းလန့်သွားပြီးချက်ချင်းပဲနောက်ကိုလှည့်ကြည့်လိုက်ပါတယ်။သူမရဲ့နောက်မှာတော့ဝင်လင်းရဲ့ယင်းနေတဲ့ပုံရင်ကဖြည်းဖြည်းချင်းပေါ်လာပါတယ်။ဦးလေး ကျိုးရဲမျက်နှာမှာလည်းဝမ်းတမ်းမှုများပြင်းထန်သွားပြီးဖြူလေးရဲ့ကြောဘောကနေခုန်ဆင်းလိုက်ပါတယ်ခြေလန်းနိုင်ငံနဲ့ဝန်လင်းရဲ့ရှေ့ကိုရောက်ရှိလာပြီးသူ့ရဲ့ရင်ခွင်ထဲကိုခုန်ဝင်သွားပါတယ်ကျိုးယူကယခုစိန်တော့ခလီမုတ်တော့ပါဘူးသူမကယခုချိန်မှာအသက်20ရှိနေပါပြီဦးလေးကဘယ်ဟုသွားနေရလဲကျွန်မကိုတယောက်ထည့်ထားခဲ့တယ်ကျိုးယူရဲ့မျက်လုံးများကလည်းရဲတုလာပါတယ်ဝန်လင်းရဲ့မျက်လုံးထဲမှာတော့သူမကခလီတယောက်ပဲဖြစ်ပါတယ်သူမရဲ့ခေါင်းကိုညှဉ်းတာဆွန်နဲ့ပုတ်ပြီးသူ့ရဲ့မျက်လုံးထဲမှာတော့ရှုပ်ထွေးတဲ့ခံစားချက်နဲ့အတူပြောင်းလိုက်ပါတယ်ဦးလေးကအလုပ်ကိစ္စတွေကိုတက်လုံနေရအခုတော့ပြီးသွားပြီယူပါ မင်းကမိဘတွေကိုလွမ်းလာအိမ်ကိုပြန်ပို့ပေးမယ်ကျိုးယူကလည်းမျက်ရည်တွေကိုတုတ်ပြီးဝမ်တာအားနဲ့ပြောလိုက်ပါလေပြန်ရတော့မှလားဟုတ်တယ်ဝမ်လင်းကလည်းကျိုးယူကိုကြည့်လိုက်ပါလေထုတ်ကလေးကိုလည်းသူကတညူလိုပဲကြီးပင်းလာတော့သူကိုယ်တိုင်မြင်တွေ့ခဲ့ရပါလေဝမ်လင်းကသူ့ရဲ့တုံတော်အိမ်ကိုပို့လိုက်တော့ဇေဒီယာထွက်လာပြီးသူ့ရဲ့ဘေးနားမှာဆင်းသက်လာပါလေ ချိုယူကဇေဒီကိုမြင်ပြီးတော့နှခမ်းကိုဆူလိုက်ပြီးပြောလိုက်ပါတယ်ဦးလေးကျမငယ်တုန်းကဇေဒီထဲမှာငတ်ပြီးတော့တည်တော့မလို့ပဲဝင်လင်းကတော့ညာလက်ကိုဖွင့်လိုက်တော့လမ်းမှာရှိတဲ့တတိအများကြီးကဇေဒီထဲမှာပြေသွားပါတယ်ချိုယူနဲ့ဖြူဖြူလေးကလည်းဇေဒီထဲကိုဝင်သွားပြီးတော့ဝင်လင်းကကောင်းကင်ကိုကြည့်လိုက်ပါတယ်အနေအောင်အဆက်ကလည်းပို့ပြီးတော့ကြည့်လာပြီးချင်သားကြီးတို့အောင်ဖြစ်လာပါတယ်ဝင်လင်းရဲ့ရှိမှဝမ်တအာနဲ့ဆင်းသက်လိုက်ပြီးဟင်းအောင်လိုက်ပါတယ်သူ့ရဲ့ပါဇက်ကြီးနဲ့လည်းဝင်လင်းကိုရိုက်လိုက်ပါတယ်ချင်သားကြီးကဝင်လင်းကိုလွမ်းနေရဆိုတာသိတာပါတယ် တော့ကြဆိုအိမ်ပြန်ကြမယ်ဝယ်လင်းကတော့ချင်သားရဲ့ကျိုးကိုပုတ်ပြီးခုံးတက်လိုက်ပါတယ်ချင်သားရဲ့ကလည်းဟိဟောက်ပြီးကောင်းဝင်တွေကိုထုတ်ပုတ်သွားပါတယ်မိုးကောင်းကင်မှာဝယ်လင်းကစက်တာတလိုင်းပြောင်ကိုထုတ်ယူပြီးချင်သားရဲ့ကိုတင်လိုက်ပါတယ်ပြီးတော့သူကဟင်တာဗရာဂျိုစီကိုပြတ်တန်းသွားပါတယ်ကောင်းကင်ပုံကြောက်စိမ့် ်ကုန်းကြီးပုံကြော်စင်းတွေကိုငါလူအပ်တယ်ဝလင်းရဲ့မျက်လုံးများလည်းတောက်ပါနေပါတယ်ကြက်တာတလိုင်းပြောင်ကမိုးကျလို့မြန်တဲ့အချိန်နဲ့ဟင်းသားဗရာဂျိုစီကိုပြန်တန်းသွားပါတယ်လာဟင်းသားဗရာဂျိုနဲ့ဝေးမှမရှိတဲ့အတွက်15ရက်ကြာမှပဲဟင်းသားဗရာဂျိုရောက်ရှိလာပါတယ်ဒါပါလေဝလင်းကဟင်းသားဗရာဂျိုစစ်စေးပြီးနောက်မျက်မှောက်ကျိုးလိုက်ပါတယ်ဂျိုကနေအကောင်းတဲ့အချိန်ဝါတွေကိုလည်းခန်းစားနေရပါတယ်ထိုအချိန်ဝါတွေကအနေအောင်မြူတွေနဲ့ဖက်စီထားတဲ့အီယမအပင်ကနေထွက်လာတာဖြစ်ပါတယ်ဒါစွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ ဝင်လျက်မြလုံးကလည်းအိဆက်သွားပြီးကြဲကြွေတစင်းလုံးဟင်းသာပရာဂျိုတဲကိုဝင်ရောက်သွားပါတယ်ဂျိုဝဲလေတူကိုဖောက်ထင်းပြီးကြဲတာတန်လိုင်းပြောင်းသွားမိုးကျိုးလို့မြန်တဲ့အမြန်နဲ့ဆင်းသက်သွားပါတယ်အဝေးမှာတော့ကျင်းသူ၁၀ယောက်ကအသက်ရှင်ရအတွက်တိုက်ပွဲဝင်နေရအောင်တွေ့လိုက်ရပါတယ်သူတို့ထဲကတယောက်တော့ဝင်လျက်တိပါတယ်ဝန်ကြောက်ဝင်လျက်မြလုံးများကလည်းတင်းမောက်သွားပြီးမိုးကျိုးလို့ပဲတဟုန်တိုးပြေးသွားပါတယ်ဝန်ကြောက်ကတော့အသက်ကြီးတဲ့ပုံပေါ့ဝင်မဲ့ဝင်လျက်ချက်ချင်းပဲမှတ်မိလိုက်ပါတယ်ဝန်ကြောက်ရဲ့ရင်ထဲမှာတော့ဝန်နေဦးများပြင်းနေပါတယ်ခီးတစ်လျှောက်မှာတူးဖဲ့တွေကလူသားစင်လောက်ကတည်ဆုံးသွားခဲ့ပြီးဖြစ်ပါတယ် သူကထိုကဲ့သို့တိုက်ပွဲမျိုးကိုနေ့တိုင်းဒီပါကြုံတွေ့ခဲ့ရပြီးတင်မင်းရဲ့ရဲရုံကိုလည်းပို့ပြီးတော့ခစားနေရပါတယ်ပတ်ဝန်းကျင်ကနိုင်ငံအလုံးကလည်းရှုံးနေခဲ့ကြပြီးဖြက်စည်းခံရတာပဲဖြစ်ဖြစ်စွန့်ပစ်ခံမတင်မျိုးကလန်ရဲ့လက်အောက်ခံနိုင်ငံတွေဖြစ်သွားတာပဲဖြစ်ဖြစ်အဆင့်၃ချင်းချင်းနိုင်ငံတွေကစွန့်ပစ်ခံမတင်မျိုးမျိုးနဲ့အတွက်အဓိကတိုက်ပွဲကွင်းပြေမဟုတ်ပါဘူးသူတို့ကအားနေတဲ့မြို့နယ်ဝင်တွေကိုလေ့ကျင့်ပေးဖို့နေရာတွေသာဖြစ်ပါတယ်။ဟင်းသားဗရာနိုင်ငံအဆင့်၃ကျင်းကျပ်ရေးနိုင်ငံတွေကိုတိတ်ပြီးတော့ဂီမဆိုင်ပါဘူး။အစပိုင်းမှာတော့စိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင်းကျပ်သူတွေကိုပဲဆေးလုခဲရင်မဲ့ စစ်ပွဲကပြင်းထန်လာတော့သူတို့ရဲ့တန်တမန်အားလုံးကိုပြန်ခေါ်ပြီးအဆင့်တုံကျဉ်းကျဉ်းရဲ့နိုင်ငံအားလုံးကိုလုံအောင်ဆွလွတ်ခဲ့ပါတယ်။ဟင်ဒါဘရန်နိုင်ငံရဲ့အဖြစ်မှာတော့ဒရေတာဆင်းကျဉ်းကျဉ်းသူတွေကအယံအမအားနေလို့မရယ်။ဝလင်ကသူ့ခိုင်းဝင်းတယောက်ထပ်တည်ဆုံးသွားတာကိုကြည့်ပြီးခါးသီးဆွန်နဲ့ပြောင်းလိုက်ပါတယ်။အမြူတွေနောက်ဆုံးအဆင့်ကျဉ်းကျဉ်းသူတွေရဲ့ဆွမ်းအားရှိတဲ့ဆွမ်းပစ်ခန့်မတင်မျိုးမျိုးလုံးဝင်လေးယောက်ကသူတို့ကိုမတက်ပဲလိုက်လံနောက်ရှက်နေရောသူကမြင်လိုက်ရပါတယ်။ထိုးချိန်မှာပဲကောင်းကင်ကနေအုတ်ကခဲပြန့်တစ်ခုကပြေးဝင်လာပြီးတောင်းမဖွဲ့ရကောင်းတဲ့အရှင်ဝါများလည်းထွက်လာပါတယ်။ စုမေခံမတင်မျိုးမျိုးနဲ့ဝင်လေးယောက်ကလည်းအံဝန်သွားပြီးချက်ချင်းပဲလက်ကြည့်လိုက်ပါတယ်ချက်ချင်းဆုတလို့ပဲအုတ်ကခဲပြန်းရလည်းပျောက်ကွယ်သွားပြီးသပင်ဖြူနယ်လူတယောက်ကအဝေးကနေခြေလမ်းနှင်းငယ်နဲ့ရောက်ရှိလာပါတယ်စုမေခံမတင်မျိုးမျိုးနဲ့ဝင်လေးယောက်ရဲ့မျက်နှာများကလည်းပြောင်းလဲသွားပါတယ်သပင်ဖြူနယ်လူကသူတို့ကိုတုံလုံးသွားစီနေတဲ့အချိန်မှမျိုးကိုထုတ်လွန်နေတာကိုသူတို့ကလည်းသတိထားမိပါတယ်ထိုကဲ့သို့အချိန်မှမျိုးသူတို့မျိုးနဲ့ထဲကအရက်ခွနရဲ့ရှာမန်နစီကပဲခန်းစားမှုပါတယ်စိတ်ဝင်ညအတွင်ပြောင်းခြင်းအဆင့် စုံပြေခန့်မတင်မျိုးမျိုးလုံးဝင်လေးယောက်ထဲကတယောက်ကတုံဝင်ပြီးတော့အဟိလိုက်ပါတယ်သူကတွေ့နေချင်းမရှိပဲလှည့်ပြီးတော့ပြေးသွားပါတယ်တန်တဲ့သုံးယောက်ကလည်းသူ့နောက်နေလိုက်ပြီးတော့ပြေးသွားကြပါတယ်ဝလင်းရဲ့မျိုးလုံးကတော့အိဆက်သွားပြီးသူ့ရဲ့တုံလုံးအဲကိုပုတ်ကချင်းသားရဲကိုထုတ်လိုက်ပါတယ်ချင်းသားရဲကလည်းအမဲဦးတော်မဆောက်ပဲထိုလျော်ရဲ့နောက်လိုက်သွားပါတယ်အဝေးရနေအဟိတန်နေကိုလည်းကြားလိုက်ရပြီးလေးယောက်စလုံးကချင်းသားရဲ့ကြီးရဲ့ညစာဖြစ်သွားပါတယ်ထိုဝရအလုံးကတိတ်ကုန်မှမျက်စံလုံးပါတယ်ဝန်ကျောက်တို့ဖဲကလည်းအံ့ဩသွားပါတယ်ဝလင်းကဝန်ကျောက်ရဲ့ဘက်ကိုလှည့်ပြီးပြုံးလိုက်ပါတယ်ဝန်ကျောက် မင်းကငေါ့မမိလားအကြည့်ကဲခမရခမရပါလားဝမ်ကြောက်ရလဲအောင်းသွားပြီးဟန်ရတောက်မှာစိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအစင်းကိုရောက်အောင်ကျင့်ကြံခဲ့တဲ့လူဖြစ်မှန်ချက်ချင်းပဲမမိတော့ပါလေဝလင်းရတော့ခေါင်းခါပြီးတော့ပြောလိုက်ပါလေငါတို့ကနှစ်တော်ကြာမတွေ့ရတာမင်းကအမှုတွေအစင်းနောက်ဆုံးအစင်းတော့ရောက်နေပြီဒါကခုံစရာပဲမိလိုက်တော့ငါမင်းကိုဒရီသားအစင်းကိုတလန်းနိုင်အောင်လို့ကူညီပေးမယ် ်ထို့သို့ပြောပြီးဝမ်လင်းကဝမ်ကျောင်းရဲ့မျက်ခုံးတစ်ခုကြောင်းကိုလညုံနဲ့ထိုးလိုက်ပါတယ်ဝမ်ကျောင်းရဲ့စိတ်ထဲကစိတ်ကလည်းဖျက်ရှားခံရပြီးသူ့ရဲ့အတိတ်ဘဝမှညံအလုံးကလည်းပြတ်ပေါ်လာကြောင်းသူကဒရီလစ်သွားပါတယ်ဝမ်လင်းကတော့ဝမ်ကျောင်းရဲ့ခိုင်ဝင်းတွေကိုခက်ပြပြင်းပဲကြီးလိုက်ပါတယ်တယောက်ကလွယ်လို့ channel လူတွေအလုံးကအမြူတေအဆင့်အစောပိုင်းအဆင့်မှာပဲရှိနေပြီးနောက်ဆုံးတယောက်ကတော့အလယ်အဆင့်မှာရှိနေပါတယ်ထိုလူမှလည်းဝမ်လင်းရထားခဲ့တဲ့ဝိညာဉ်အစေတစ်ခုဟာရှိနေပါတယ်ဝမ်လင်းကမေးလိုက်ပါတယ်မင်းတို့ကဘယ်ကိုသွားမလို့လဲဝိညာဉ်အစေရှိတဲ့လူကြီးကအသက်ကြီးတဲ့လူတယောက်ပါ ဝမ်လင်ကသူ့ကိုကြည့်လိုက်တော့သူ့ရဲ့ခန္ဓာကိုယ်ကလည်းတုံ့လုံသွားပြီးဂျူနီယာတို့ဆယ်ယောက်ဖွဲ့ကိုလင်းနိုင်ငံကိုကူညီဖို့အတွက်ဆေလုခဲ့တာပါဒါပေမဲ့သူတို့ကဆွမစ်ခံမတဲ့မျိုးကလန်ကိုရှုံးလိုက်သွားတော့ကျောက်ဟူမျိုးကိုပြန်သွားမလို့ပါဝမ်လင်ကတော့သူ့ရဲ့တုံ့လုံအဲ့ကိုပို့လိုက်ပါတယ်ကျောက်စင်းတစ်ခုကလည်းထွက်လာပြီးသူ့ရဲ့နေပဲအစိပ်ပိုင်းကိုထိုထဲမှထည့်လိုက်ပါတယ်ကျောက်စင်းကတော့အသက်ကြီးကြီးနဲ့လူကြီးကိုပေးပြီးဒီကျောက်စင်းကိုယူတာကျောင်းနိုင်ငံကိုရောက်တဲ့အထိဒါကမင်းတို့ကိုလုံခြုံစေလိမ့်မယ်တော်တော့အသက်ကြီးကြီးနဲ့လူကြီးကလည်းကြောက်စင်းကိုတံမိုးထားတဲ့ရတနာတစ်ခုလိုကင်နာပြီးဝမ်လင်းကိုအချိန်ချင်းဥညွှတ်လိုက်ပါတယ် သူ့အတွက်တော့ထိုးကြောက်ဆိုင်ရသူ့ရဲ့အတက်ပဲဖြစ်ပါတယ်ဝယ်လင်းကတော့သူ့ရဲ့ညာလက်ကိုဝန်းရံပြီးဝမ်ကြောက်ကိုဆွဲခေါက်ကပြောက်ကွက်သွားပါတယ်အတက်ကြီးကြီးနဲ့လူကြီးကလည်းနှဆိုင်စွာနဲ့အတက်ကိုရှူသွင်းပြီးဝယ်လင်းပြောက်ကွက်သွားစီကိုဥညွှန်းလိုက်ပါတယ်ထိုးဥညွှန်းမှုကစိတ်ရင်းစစ်မှန်နဲ့ဖြစ်ပြီးအခြားအတွေ့အကြုံတရားမပေါဝင်နေပါဘူးအနာနာမှာရှိတဲ့တက်လက်ပိုင်းချဲခိုင်တဲ့အမျိုးသားတယောက်ကလည်းသတိထားမိပြီးအကြီးကဲဦးလေးအဲ့လူကဘာတူလဲသူကမေးလိုက်ပါတယ်အတက်ကြီးကြီးနဲ့လူကြီးရဲ့မျိုးလုံးထဲမှာလည်းအတက်ကိုပြန်အောင်မိတဲ့အငွေတက်တွေနဲ့အတူ သူကကြောက်ဟူမျိုးရဲ့စိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူတူဦးတဲ့သောပုဂ္ဂိုလ်ပဲသူကပြောလိုက်ပါတယ်စိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူသူကကြောက်ဟူမျိုးလားတက်လက်ပိုင်းအမျိုးသားလည်းအသက်ကိုနှဆိုင်စွာနဲ့ရှူသွင်းလိုက်ပါတယ်ဟာဟာဟာမင်းကသူ့ရဲ့နာမည်ကိုကြားဘူးမှာပါအသက်ကြီးကြီးနဲ့လူကြီးကလည်းပြန်တက်ထွက်ခေါက်သွားပြီးသူ့ခံရဲ့အခြားဖက်ဝင်တွေကလည်းအမြန်ပဲနောက်လိုက်သွားပါတယ်ဝမ်လင်းသူ့ရဲ့နာမည်ကဝမ်လင်းပဲကျွန်တော်ကတော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်